့နယ် City Center ဒုတိယထမားရှိတဲ့ကျွေစိတ်ဂိမ်းဆိုင်မှာဝန်ထမ်း19ဦးဖမ်းဆီးခံထားမှုနဲ့ပတ်သက်ပြီးတရားလိုဖြစ်တဲ့ရဲအုပ်ကိုမစလ10ရက်နေ့ကဆက်လက်စစ်ဆေးခဲ့တယ်လို့ဗဘဲရမြို့နယ်တရားရုံးမှသိရပါဗျ။ဝန်ထမ်း19ဦးပါဝင်ကစားသမား48ဦးစုစုပေါင်း68ဦးကိုရုံးထုတ်စစ်ဆေးခဲ့ရမှာအခုချိန်နဲ့ဆိုရင်6ချိန်မြောက်ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီးမစလ18ရက်နေ့ကိုရုံးချင်းပြန်လည်ချင်းဆိုခဲ့တယ်လို့လည်းသိရပါဗျ။ ဝန်ထမ်း19ဦးဖမ်းဆီးခံထားရတဲ့ပတ်သက်ပြီးအာမခံရှောက်ထားမှုကိုဗဗဲရန်တရားရုံးကအကြိမ်ကြိမ်ပယ်ချခဲ့တဲ့အတွက်ကြောင့်ပြီးခဲ့တဲ့အပတ်ကခရိုင်တရားရုံးကိုအာမခံရှောက်ထားခဲ့တယ်လို့ဝန်ထမ်း19ဦးဘက်ကလိုက်ပါဆောင်ရွက်ပေးနေသူတို့ကပြောပါရယ် ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ည9နာရီဝန်းကျင်မှာ City Center ဒုတိယထပ်မှရှိတဲ့ဂိမ်းဆိုင်မှာအကျွေးစင်းနဲ့လောင်းကစားတွေပြုလုပ်နေတယ်လို့သတင်းရရှိတဲ့အတွက်ကြောင့်ဇန်နဝါရီလ17ရက်နေ့ည9နာရီဝန်းကျင်မှာရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးလောင်းကစားမှုပြုလုပ်နေသူ48ဦး၊စိုင်းဝန်ထမ်း60ဦး၊မှ9ဦး၊စုစုပေါင်း68ဦးအကျွေးစစ်ဂိမ်းဆက်18လုံးတို့နဲ့အတူအကျွေးစစ်တွေကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲဒီလိုဖမ်းဆီးရမိခဲ့ပြီးတဲ့နောက်ဇန်နဝါရီလ18ရက်နေ့နဲ့26ရက်နေ့မှာအကျွေးစစ်လော င်းကစားပြုလုပ်သူ48ဦးအနက်48ဦးကို အာမခံပေးခဲ့ပြီးစိုင်းဝန်းနှ19ဦးကိုတော့အာမခံပေးခြင်းမရှိသေးဘဲအခုလိုအမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ City Center တွင်မှရှိတဲ့အကျွေးစစ်ဂိမ်းဆိုင်မှာအခုလိုစိုင်းဝန်းနှ19ဦးဖမ်းဆီးထိန်းသိမ်းခံထားအခြင်းနဲ့ပတ်သက်ပြီးကုမ္ပဏီတထင်းနဲ့မန်နေဂျာကိုဖမ်းဆီးထားခြင်းမရှိဘဲဝန်ထမ်းများကိုဖမ်းဆီးထားခြင်းမှာ တရားမျှတမှုမရှိဟုဆိုပြီးအဲ့ဒီဝန်ထမ်းတွေရဲ့မိဘတွေကပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကဗဟန်းမြို့နယ်ရွှေကုန်းတိုင်းမှာရှိတဲ့တော်ဝင်နှင်းစီကမ်းမမှာသတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပါတယ်အခုလိုစာဝန်ထမ်းတွေဖမ်းဆီးခံထားခြင်းနဲ့ပတ်သက်ပြီးနှစ်နာမှုရှိတဲ့အတွက်ဝန်ထမ်းမိဘတွေကသက်ဆိုင်ရာအလို့သမားဝန်ကြီးဌာနနိုင်ငံတော်သမရယုံနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ပြည်ထောင်ဝန်ကြီးဌာနပြည်ထောင်စုတရားသူကြီးချုပ်စတဲ့ဌာနဆိုင်ရာအသေးအသေးကိုလည်းအသနာခံစားတင်ပြတောင်းဆိုထားတယ်လို့သိရပါဗျာ။